အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ပွဲကျူသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော် Champion League ရတာကျွန်တော် Round of 16ရဲ့ဒုတိယအကြော့ပွဲစဉ်တွေရှိပါတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့မြန်မာစံတော်ချိန်7:55မိနစ်ကနေပြီးတော့2နာရီခွဲပွဲစဉ်3ပွဲဒါရှိတဲ့တဲမှာပါပါတယ်အဲ့တော့7:55ရဲ့ပွဲစဉ်အဖွဲပွဲစဉ်ကတော့ Barcelona နဲ့ Benfica တို့ပွဲစဉ်စမယ်ပြီးရင်တော့ကျွန်တော် Liverpool PSG Inter Milan Feyenoord ဒါ Bayern Munich Leverkusen ပေါ့နော်အဲ့တော့ဒီပွဲစဉ်တွေထဲမှာခုလက်ရှိမှာချင်းမြောင်းနဲ့ရထားတဲ့နှစ်သင်းကတော့ Barcelona နဲ့ Benfica ဖြစ်ပြီးတော့ Liverpool နဲ့ PSG တို့အုပ်စုဖြစ်တယ်အဲ့တော့ဒီပွဲစဉ်တွေကတ ်ကဲကိုတော်တော်လေးကိုကြည်ကောင်းမဲ့အနေထားမှာရှိတယ်။တစ်ဖက်ကတော့ကျွန်တော်အင်တာတို့ဖီယန်နူတို့ပွဲစဉ်ကလည်းစိတ်ဝင်စားမှုကောင်းမဲ့အနေထားမှာရှိတယ်။ဆိုပေမဲ့ပြောမစဘိုင်ယန်မြူးနစ်ကတတ်သွားတဲ့ပုံစံမျိုးကတေချာတော့ဘောက်ဆော်ဒါဘိုင်ယန်မြူးနစ်အသင်းနဲ့လီဗာကူဆင်းနဲ့ရင်ဆိုင်ရမှာကျွန်တော်လီဗာကူဆင်းအဓိကကစားသမားကိုယ်နဲ့ကစားဖြစ်တဲ့ဖလော်ရီယန်ရစ်ကလည်းဒါကျွန်တော်တို့ ACO ပဲ ရကြီးဘော ACL ပုံစံမျိုးထိသွားတဲ့အတွက်ကြောင့်မလို့ဒါမပါဝင်နိုင်တော့ကြောင့်ဘိုင်မင်းတို့ကတော်တော်လေးအသာစီးရသွားပြီလို့ပြောလို့ရတယ်အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်အစောဆုံးပွဲစဉ်ကိုဒါကျွန်တော်နည်းနည်းလေးအရင်ပြောသွားမယ်ပြီးတော့ Liverpool နဲ့ PSG ကိုဖိပြောသွားမယ် PSG ချန်တဲ့နှစ်ပွဲကိုနည်းနည်းလေးဒါအဲ့တော့လုတ်သွားမယ်ဒီမှာပါပါတယ်အဲ့လက်ရှိမှာ Barcelona သင်းနေတာ Benfica နဲ့ဒီနေ့ယင်ဆန်ရမယ်သူတို့ရဲ့အိမ်ကွင်းမှာဒါကျွန်တော်ယင်ဆန်ရမယ်ဒီမှာပါတယ် Barcelona သင်းနေလက်ရှိမှာ Hansi Flick လက်အောက်မှာတော်တော်လေးကိုတောက်ပနေခဲ့ပြီးဒါကျွန်တော်သူတို့ရဲ့ပြည်တွင်းလီမာကောပြည်ပလီမာပါတော်တော်လေးကိုအခြေအနေကောင်းနေတဲ့နေရာမှာပါတယ်ဒါရင်တော့ဒါကျွန်တော်တို့ဒါကြားထဲမှာနည်းနည်းလေးအိမ်ကျဲမဟုတ်ဘဲ ဲ့ဒါအပြင်ကျယ်ပုံစံဖြစ်သွားခဲ့မြဲအခုလက်ရှိမှာအိမ်လဲကျယ်တယ်အပြင်လဲကျယ်တယ်ဘယ်နေရာပဲဖြစ်ဖြစ်ကျယ်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ဘာဆူနာအသင်းမှာတွေ့ရမယ်လို့မှတ်ပါတယ်ဒါပေမဲ့ လက်ရှိမှာတော့ကျွန်တော်ကူဘားစီးတာကျွန်တော် less man defender ကိုချိုးဖြတ်ထားတဲ့အကြောင်းဒီနေ့ပွဲစဉ်ကိုဆက်လက်ပြီးလွှဲချော်မယ်။ကန်ကောက်တကွာဒါ less man defender ကိုချိုးတဲ့အတွက်ကြောင့်ဖြစ်သွားတဲ့အကြောင်းဒါတပွဲပဲပေးတာဖြစ်တယ်။လာမယ့်တာကျွန်တော်တို့ quarter final တက်မယ့်ပွဲစဉ်မှာတော့ကူဘားစီးပြန်ပါမှာဖြစ်ပါတယ်။လူတော်များမှတ်မှာဒါဒါ violent contest ဆိုရင်၃ပွဲပေးတယ်။ဒါ UU ဒါကြောင့် less defender ဆိုတပွဲပဲပေးတာဖြစ်ပါတယ်။အဲ့တော့လက်ရှိမှာကူဘားစီးရဲ့ဒဏ်ရာဟိုကူဘားစီးဒါကျွန်တော်တို့ဖြတ်ထုတ်လိုက်တဲ့အနေအထား less defender ဖြစ်သွားတဲ့အကြောင်းဒါအနီကက်ကဒါကျွန်တော်တပွဲပဲပေးမယ်လို့ကျွန်တော်ကြားသိရတဲ့မှာပါပါတယ်။တစ်ဖက်က Bruno Lage ဒါကျွန်တော်အသင်းဖြစ်တဲ့ဒါ ျွန်တော်တို့ Benfica အသင်းကလည်းလက်ရှိမှာတော့ကျွန်တော်တို့ဆက်လက်ပြီးလွှဲချော်မယ်လူတွေဖြစ်တယ်။ကျွန်တော် Alvaro Fernandez လွှဲချော်မယ် Angel Di Maria လွှဲချော်မယ်ဒါကျွန်တော်ကျန်ကစားသမားတချို့လည်းလွှဲချော်မယ်တယ်မှာပါ။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရှေ့ဘွဲက Rafinha ရဲ့တလုံးတည်းသော twin goal နဲ့ဒါ Barcelona အသင်းက1-0ဆိုတဲ့ရလနဲ့ကင်ထားခဲ့တာဖြစ်တယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Barcelona အသင်းနဲ့ဒါလူဆုံးထုတ်ကန်ပြီးတော်တော်လေးကိုဒါမင်းမင်းလားငါလားဆိုတဲ့ပုံစံမျိုးကိုဖြေရမယ်တယ်မှာပါတယ်။ Barcelona အသင်းနဲ့ကြားထဲမှာဒါ1-0တကူကသူတို့ရဲ့ club အသင်းရဲ့ doctor စုံပါသွားတဲ့အကြောင်းကြားပွဲမကန်ခဲ့ရဘူးလို့ပြောလို့ရတယ်မှာပါတယ်။အဲ့ဒါကျွန်တော် ဒါဘီဟိုဘာစနာတဲ့နဲ့တူထက်တူ1နဲ့ပါတယ်ဆိုတဲ့ဥစ္စာပြောပြရစေအဲ့တော့ကလပ်ဒရိုက်တာနေနဲ့ဒါကျွန်တော်စတန်ကြီးစုံသွားတာလို့လည်းသိရတယ်မှာပါတယ်တော်တော်လေး1နဲ့စရာကောင်းပါအဲ့တော့ဘာစနာတဲ့နဲ့ဒီနေ့ပွဲစဉ်ကသူတို့တက်က motivation တစ်ခုအနေနဲ့ပို့ပြီးရတယ်ခုနကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ကျွန်တော်မြင်တာပေါ့နော်ဒီဘာစနာတဲ့နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲ အတူကျွန်တော်ငိန်သက်ပေးမယ်လို့ဘာလို့လုတ်ပေးမယ်လို့ကျွန်တော်နည်းနည်းမြင်တယ်ဘာဆိုလို့တင်ကဒီကလပ်ကျွန်တော်တို့ဒေါက်တာတော်တော်လေးကိုချစ်ပွင့်ပါဆိုဒါပုံအနေနဲ့မှကြည့်မယ်ဆိုသူ့ဘုံအမြဲတမ်းပါရတယ်မှာပါတယ်ဘောနော်အဲ့တော့အမြဲတမ်းလို့ကျွန်တော်အသင်းပေါ်ကောင်းတဲ့လူတယောက်ထွက်သွားရခဲ့တာစိတ်မကောင်းတဲ့တစ်ခုဖြစ်တယ်ဘာဆိုလို့တင်ဒီနေ့ပွဲစမှာဒီနိုင်ပွဲကသူ့အတွက် dedicated ဖြစ်မယ်လို့ကျွန်တော်နည်းနည်းမြင်ပြီးရတယ်မှာပါတယ်အဲ့တော့ ဘာလို့တော့တင်းနေဒီပေါ်မှာဘန်ဖီကာကိုရင်ဆိုင်တဲ့နေရာမှာထင်တလောက်တော့လွယ်မယ်တော့ကျွန်တော်အနေနဲ့မမြင်ဘူးဗျဘန်ဖီကာကကျွန်တော်တို့ပြီပမှသာရှုံးနေခါခဲ့တဲ့ပွဲစဉ်ရှိခဲ့မယ်ပြီတွင်းမှာသူကတော်တော်လေးကိုမိုက်တယ်လက်ရှိမှာဘရူနိုလာရှင်ရဲ့ကြာကျွန်တော်ပေါ်တူဂီအသင်းအနေနဲ့ဒါကျွန်တော်တိတလောက်ကအဆင့်တစ်ကအသင်းနဲ့တော့မှလက်ရှိမှာတပွဲရောသုံးမအကွာနေတော့တော်တော်လေးကိုအခြေအနေကောင်းတယ်တော့မှပါအဲ့တော့ပြောချင်တာကဘရူနိုလာရှင်ရဲ့အသင်းကိုတော့ဒါလစ်ဗာပူးအိုး sorry sorry လစ်ဗာပူးတော့မဖြစ်ကုန်ကျွန်တော်တို့ ဘာစနာအသစ်နဲ့တော်တော်လေးကိုရှော့တက်လို့မရဘူးလို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာနောက်ပိုင်းမှာဘာစနာပွဲစဉ်တွေကိုပြောရမယ်ဆိုရင်အတလက်တီကိုမက်ထရစ်နဲ့ဒါဖူဖူပွဲစဉ်ကလေးလူခန်စစ်ပိုင်းကတော်တော်လေးကိုချစ်လေလာခဲ့တယ်။ကူပါစီမပါနိုင်တာတော်တော်လေးကိုဒါရာဂိုင်နှုံးရတာအားနေတယ်ဆိုတာမှန်ပေမဲ့တကယ်တမ်းနင်လန်းကာလာဟိဆိုတဲ့မိုးမဲမှာအာရူခိုတို့ဘာလို့ပြန်ပါလာနိုင်ပြီကြောင့်အာရူခိုနဲ့မာတီနက်ဆဲအတွက်ကအလုပ်တစ်ခုကိုလုပ်ပြနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးတော့မှာပါတယ်။အဲ့တော့ ဒီနှစ်မှာတော့ကျွန်တော်တို့ Hazy Play လက်အောက်မှာဒါကျွန်တော်တို့ခုနပြောလို့ပဲ Old Lady ကျွန်တော် Juventus Old Lady နဲ့ကျွန်တော်နှိုင်းခဲ့လို့ပဲလူကြီးလူငယ်နဲ့ပေါင်းဆက်ထားခဲ့တဲ့ပုံစံတွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီကျွန်တော်တို့ဒါအဲ Hazy Play အသင်းမှာလူငယ်တွေပုံများတဲ့ကြောင့်တော်တော်လေးကိုပို့ပြီးတော့လှည့်မြန်တယ် လမိန်ယာမဲရာဖေးညာတို့ဆိုတာဒီနှစ်မှာတော်တော်လေးကိုထွန်းပေါက်နေတဲ့ကစားသမားဖြစ်တဲ့ပြင်ဘလွန်ဒီရောရှောက်ပါရတာတဲ့ကစားသမားဖြစ်တဲ့ကြောင့်လို့ဘန်ဖီကာကိုဒီနှစ်ပွဲစဉ်မှာကျွန်တော်ထင်တာကတော့အနိုင်ယူသွားနိုင်တယ်လို့မြင်တယ်လို့ပြောချင်ပါတယ်။နောက်တစ်ပွဲကတကယ်လက်ရှိပွဲကြီးပွဲကောင်းတစ်ပွဲပါလီဗာပူးနဲ့ PSG ပွဲ PSG နဲ့လီဗာပူးပွဲစဉ်မှာဒါပုံမွေလင်းလင်းပြောမယ်လီဗာပူးတင်းနဲ့ပထမအကြိမ်မှာတော်တော်ကြီးကိုကန်ကောင်းသွားခဲ့ပြီး1-0ဆိုတဲ့ရလနဲ့သူတို့တကိုးဆိုတဲ့ရလနဲ့အိမ်ပြန်သွားနိုင်ခဲ့တယ်။ဒီကြားထဲမှာလီဗာပူးပွဲတွေကြီးကတော်တော်လေးကိုအားမရခဲ့တာတော့အမှန်ပဲ။ဒါကုနာပေါ်ဆိုလက်ရှိမှာသူလီဗာပူးပွဲတချို့ပြိတ္တာတွေဟာဒါမအားတော့အသင်းတယ်လို့အမှန်တမ်းပြောမယ်ဆို တခါကျရင်လူပဲအသင်းကအပေါ်တက်ပြီးအောက်နည်းနည်းဆင်းတဲ့ moment လေးရှိတယ်။ဒါပေမဲ့ Liverpool အသင်းနဲ့ကံကောင်းတာတခု injury list ကများများဆဆမရှိကြောင့် Liverpool အသင်းနဲ့တော်တော်လေးကဒါအေးဆေးဆော့လို့ရမယ့်နေရာတခုရှိတယ်။ဒါပေမဲ့ဘလို့ပဲပြောပြောပြဒါဒီနေ့ပွဲစဉ်က Liverpool အသင်းအတွက်ဒါနည်းနည်းလေးတော့ ကြိုးကြောင်နိုင်တဲ့ပွဲစဉ်တစ်ခုလို့ပြောလို့ရမယ်တမပါ။ဘာကြောင့်ဒီလိုပြောရလဲ။လီဗာပူးနဲ့ဒီနေ့ပွဲစဉ်ပြီးတကယ်ကိုအရေးပါတဲ့နောက်တပွဲတပွဲဖြစ်နောက်ပွဲတပွဲဖြစ်တဲ့ဒါကျွန်တော်လီဗာပူးအနေနဲ့ဒါကာရာဘောရဲ့ဖိုင်နယ်ကိုဆော့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လီဗာပူးနဲ့ဒီနေ့ပွဲမှာလူသွားချန်လို့လည်းမရဘူး။လူသွားချန်ရတာ PSG ကတမပါပေါ့မှာ။ PSG ဒီနေ့မမဲ့ရပါဒါကျွန်တော်လက်ရှိဒီနေ့ပွဲစဉ်မတိုင်ခင်ဒါအသင်းကြီးပွဲအသင်းကြီးကစားသားမှာအကုန်လုံးနီးနီးကိုဒါကျွန်တော်ပေးနာထားခဲ့တယ်။မမဲ့ရတာ PSG ဒီနေ့ဒါကျွန်တော်တို့ Venice နဲ့ကန်တဲ့ပွဲမှာဒါကျွန်တော်သူတို့ရဲ့အကြီးကကစားသားမှာတော်တော်များများအရန်ခုန်ထိုင်ခိုင်းခဲ့ တယ်ဆိုပြီးတော့ Liverpool ပရိသတ်တွေကဒါကျွန်တော် International Twitter မှာတွေ့တာတည်းမှာပါမှတ်မှတ်ရတာကျွန်တော်တို့ Gavicha တို့အုပ်စုဒါကျွန်တော် Dan Billy တို့အုပ်စုကိုလက်ရှိမှာကျွန်တော်အနာပေးထားခဲ့တဲ့အထစ်ကိုဒါကျွန်တော်တို့နီးပြအနေနဲ့ဒါလုံးဝဝုန်းတိုင်းဒီနေ့ပွဲစဉ်ကိုကျေပြဖို့သွားတယ်မှာအမှန်တရားမဆိုရင် PSG ဘက်ကပြန်ကြည့်မယ်ဆို Fair enough ပါဘာလို့ဆိုတော့သူတို့နေပထမအကြုံမှာဗျာဒါ Gay ကိုဒါကျွန်တော်အကောင်းဆုံးဆိုတဲ့ခြေစွမ်းကိုသူတို့နေပြပြပြတာခဲ့တယ်ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော်တို့ဒါ Steven Chow ရဲ့ဒါကျွန်တော်ရုပ်ရှင်ကကွန်ဖူး ဘောလုံးကွန်ဖူပေါ့နော်ကျွန်တော်ကွန်ဖူကွန်ဖူကစတန်တယ်ပေါ့ကွန်ဖူကစတန်မဟုတ်ပါဘူးကျွန်တော်တို့ကကွန်ဖူဖုတ်ဘောကွန်ဖူဘာလားမသိအဲ့တော့အဲကျွန်တော်ဒီကွန်ဖူဖုတ်ဘောပုံစံမျိုးမှာပေါ့နော်ဒါကျွန်တော်ဒါလုံးဝစတီဗင်ချောက်အဲ့တော့ဘရုစ်လီရဲ့တားပုံစံမျိုးလေကျွန်တော်အရင်တော့အဲ့ကောင်ဘရုစ်လီတားနေတော့မှားတယ်အဲ့လက်ရှိမှာဘရုစ်လီပုံစံမျိုးလိုလိုဘာလိုလိုနဲ့ဒါကျွန်တော်ဂိုးဖန်သွားခဲ့တယ်ဒါကျွန်တော်တို့အဲအလီစင်ဘက်ကကဲသွားလို့ဒါအဲ့ဒီပုံစံအဲ့တော့ ပြောချင်တာပဲလက်ရှိမှာဒါဆောက်တန်နဲ့ပွဲစဉ်ရဲ့လီဗာပူးရဲ့ဖောင်းရဲ့ကျွန်တော်မကြိုက်ဘူးပြောချင်တာအဲ့တော့တော်တော်လေးကိုဒါအင်းညောင်း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 နိုင်နေတယ်မှာပါတယ်ပြောချင်တာဒါပနတီတွင်းကိုတွေကြောင်းမှုသားကြောင့်လီဗာပူးသိမ်းတာဆောက်တန်နဲ့ပွဲစဉ်မှာခံတာသွားတယ်ဆိုတဲ့ပုံစံမျိုးရှိခဲ့ရတယ်မှာပါတယ်ဘောနော်ညီတို့ပင်ကျူညီတို့ပင်ဒါကျွန်တော်စူစီကမှုဘောနော်ဒါကျွန်တော်လက်ရှိအနေထားရအမ်ပါစနယ်လီကပြောရမယ်ဆိုတော့ကျွန်တော်ကတော့ဟိုဒီပွဲစဉ်မှာဗောနော်ဒါကျွန်တော်တော်တော်လေးကိုအဲ လီဗာပူးအတွက်စိတ်ပူမိတဲ့တဲမှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲ့တော့လက်ရှိကျွန်တော်တို့ကလီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာရှေ့ဆက်သွားခဲ့မယ်ဆိုရင်တော့ဘာတွေဘလို့ဖြစ်လာမလဲတော့ကျွန်တော်မသိပေမဲ့ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းအနေနဲ့တကယ်ကိုဒါကျွန်တော်တို့ခါချစ်ကနှစ်ပွဲပြတဲ့ခြေစွမ်းနဲ့လုံးဝ totally opposite တဲ့ပွဲတစ်ခုကိုပြသသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါကျွန်တော်ရဲ့အမြင်တစ်ခုပေါ့နော်အဲ့တော့ဟို personally ကကျွန်တော်ရဲ့အတွေ့အမြင်ကဟို မပြောကြည့်ရမှာဆိုဒီနေ့ပုံစံမှာလီဗာပူးတင်းနဲ့လုံးဝဒါကျွန်တော်အရင်တော့ကနှစ်ပွဲတက်ဆိုင်လုံးဝကိုပြောင်းလဲပြင်ရမယ်ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတဲ့အထဲမှာပါပါအဲ့တော့ PSG အနေနဲ့ပြန်ကြည့်အောင် PSG အနေနဲ့ကရှင်းတယ်တို့ရှေ့ပွဲမှာတို့အနေနဲ့ကတ်ပြီးတော့တို့ရလဒ်တစ်ခုမရတော့တို့ပေါက်ကွဲမှာဒီနေ့ပုံစံမှာတို့ကောက်အိမ်ဝဝခွေးလဲ PSG ကကြည့်မယ်တဲ့မှာမပါဘူး Enrique အနေနဲ့အရင်တော့ကဒါ Mercury လုတ်ပြခါခဲ့တဲ့လူတယောက်နဲ့ဒီနေ့ပုံစံမှာတို့အနေနဲ့ Mercury ကိုဆက်လက်ပြီးတော့လုတ်ပြဖို့အတွက်စူးစမ်းသွားမယ်လို့လည်းကျွန်တော်အနေနဲ့မြင်မိရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောမြည်တို့ပင်စူးစီကမူလက်ရှိမှာဒါကျွန်တော်တို့ PSG အသင်းနဲ့ဒီနေ့ပေါ်ဆုံးမှာပောက်ကွဲမှုကိုလစ်ဗာပူးအသင်းခံနိုင်ပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့မေးရမယ်တဲ့မှာပါတယ်အဲ့တော့ဒီမှာဒီနေ့ပေါ်ဆုံးမှာလစ်ဗာပူးအသင်းနဲ့ ရှေ့ကဆောက်တတဲ့နဲ့ပွဲစဉ်ရဲ့ခြေစုံကိုဒီနေ့ပေါ်မှာတွတ်ဆော့လို့မြေလေဘဘူးတဲ့ဒီနေ့ပေါ်မှာဟာငါတို့ကတကူလေးတာတယ်ဆိုတဲ့ပုံစံမျိုးနဲ့တွတ်ဆော့လို့မြေငါတို့ဂိုးတွေအများကြီးတွင်းမယ်ဒီနေ့ပေါ်မှာဂိုးတွေပြန်တွင်းပြီးတော့လေဘဘူးတဲ့ငါတို့အောင်းတိုင်းသူရအောင်လို့ပြပီအက်ဂျီတင်းဆိုဗျာလက်ရှိဒါကျွန်တော်အမှန်တိုင်းပြောရမယ်ဒီနေ့ရဲ့ချန်ပီယံလိရဲ့အခက်ခဲဆုံးအပိုးနဲ့နေတဲ့ကတခုဖြစ်တယ်ဒါကိုစောစောစီးစီးလေဘဘူးတဲ့တွေ့သွားကြအောင်ဒါစီစောစောတဲ့လေဘဘူးတဲ့ဒီအောင်ဖြုတ်လိုက်မယ်ဆိုရင်နောက်တစ်ဆင့်ကိုတက်လောင်းသွားမှာဆိုရင်ဒီထက်ပို့ပြီးတော့အရန်ခတ်တဲ့အပိုးနဲ့နေမရှိတော့ဘူးလို့ပြောလို့ရတယ်မပေါ့အဲ့တော့အမှန်တိုင်းပြောရတော့ဒါကျွန်တော်တို့လေဘဘူးအသင်းကလည်းစောက်တန်းတဲ့ပုံစံမှာတချို့တော့ကစားသမားတွေအနာ ားပေးခဲ့တယ်အနားပေးခဲ့ဆိုတော့ပြန်လက်ထည့်ရတာပါပဲတိတ်တော့မက်ဂလစ်စတာဘောက်လည်းဒါပြန်ထည့်ရတယ်မှာပါတယ်တကယ်တော့နင်းလားငါလားဟိဆိုတဲ့ movement ဒီမှာဆိုရင်တော့မစိုးဘူးလို့တော့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ ဒီနေရာမှာဆိုတော့ဒါကျွန်တော်4231ဆိုတဲ့ပုံစံမျိုးနဲ့လီဗာပူးအသင်းကပွဲထွက်လာဖို့ရှိပြီး BSG အသင်းက4-3-3နဲ့ပွဲထွက်လာဖို့ရှိရဲ့ဒီနေရာမှာဒါကျွန်တော်ထိတ်တဲတွေ့ဆုံမှုမှာတော့အဓိကတော့ဗျာခုနကပြောလီဗာပူးအသင်းနဲ့ဒီနေ့ပွဲမှာ Alisson Becker ရဲ့အကောင်းဆုံး left wing တကူထပ်လို့မယ် Virgil van Dijk ရဲ့အကောင်းဆုံးခြေစွမ်းတကူထပ်လို့မယ်ဒီမှာပါတယ်ပြီးနောက်တစ်ခုက Salah ရဲ့အကောင်းဆုံးဖြစ်နေဘူးလို့မယ်ဒီမှာပါတယ် Salah နဲ့ဒီပွဲစဉ်ကကျွန်တော်တို့ PSG နဲ့ပထမဆုံးတွေ့တဲ့ပုံစံမှာလည်းအားနေခဲ့တယ် Salah ရဲ့ပွဲစဉ်ပွဲစဉ်မှာဒါကျွန်တော်တို့ penalty twin ကိုလည်းလို့အားနေခဲ့တယ်မှာပါ Salah ကို Salah လို့ဒီနေ့ပွဲစဉ်မှာမြင်ဖို့အတွက်အသင့်တော်ဆုံးပွဲရည်တွေကတပွဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိရတဲ့မှာပါပါ ဗျနောက်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်လက်ရှိမှာ Leverkusen နဲ့ Bayern Munich Bayern Munich ကဒီပွဲပွဲစဉ်မှာတက်ဖို့ရကိုင်းတော့များသွားပါပြီလက်ရှိမှာ Leverkusen ကတီးတဲ့အတိုင်းပဲကျွန်တော်ရှေ့ပွဲစဉ်မှာဒါကျွန်တော်အနီကက်နဲ့ကြောင့်ပွဲပယ်ပြစ်ဒဏ်ကြောင့်ဆက်လက်ပြီးလွဲချော်မဲ့တယ်မှာပါတယ်ဒါပြင်လက်ရှိဒါ Leverkusen နဲ့သူတို့ရဲ့အဓိကကွင်းနေစားဖြစ်တဲ့ကျွန်တော် Florian Ritz Robala နေတာကလည်းသူ့တက်ကတော်တော်လေးကိုထိုးနှက်ချက်ကြီးမားသွားမယ်လို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးရာမြင်မိတယ်မှာပါပါတယ်အဲ့တော့ ဒီနေ့ပုံစံတည်းကျွန်တော်ကျွန်တော်တို့ကဘိုင်ကိုကြည့်တဲ့ပွဲစဉ်ကတော့ carry game ညောင်မှာပဲ carry game နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ပြည်တွင်းဖလားကိုရဖို့လဲတေချာဘလောက်နင်းနင်းဖြစ်နေပြီပြပဖလားကိုဒါကျွန်တော်တို့တက်ရှိမှာဆိုရင် Champion League တစ်ခုပဲရှိပါတယ် Champion League မှာဆိုရင်လက်ရှိမှာကျွန်တော် carry game နဲ့လိမ့်ဖဲလိမ့်ဖဲနဲ့တက်ဖို့အတွက် quarter final ကိုရောက်ရှိသွားကြလို့မြင်အမှန်တမ်းပြောရမယ်ဆိုတော့လက်ရှိမှာဒါ Bayern Munich အသင်းကလားသူ့ဟာသူတော့မဆိုးပြ Oli C တို့ Musiela တို့ Coleman တို့ Kane တို့ဆိုတာတကယ်တမ်းပြောမှဆိုနင်လားငါလားဟိဆိုတော့တော်တော်လေးမဆိုး ဝန်တော်ဘောတဲ့လူကြီးလူငယ်ပေါင်းဆက်ထားတဲ့အသင်းပေါ့ဒါပေမဲ့တစ်ခါခါကြာရင်ပြတာကျွန်တော်တို့ company ရတာကျွန်တော်တို့သူသူသူကြောင့်လည်းပြောလို့မရပါဒါကစားသမားတွေတစ်ခါကျဘူစုလုပ်တယ်။ဟိုပြအလိုမလိုအပ်ပဲနဲ့ဒါ Alfonso Davies တို့ Lai Ma တို့အလွန်ကျွန်တက်ပြီးဒါကျွန်တော်တို့ဟာ Upamecano တို့ Kim ပါကျွန်တော်တို့ Kim Min Jae တို့ကနောက်မှဒါချိန်ခဲ့တယ်ပြီးတော့ Upamecano တို့ Kim Min Jae တချိန်လုံးဒါကျွန်တော်တိုင်ပတ်တဲ့ပုံစံမျိုးတွေတွေ့ရမှာတော့ပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Leverkusen ရဲ့အိမ်ခွင်းမှာ3ဂိုးပြန်မပေးရတော့ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါပေမဲ့ဘူစုချင်းတွေမလုပ်ပါစေနဲ့လို့ပဲကျွန်တော်ကတော့ပြောမိတယ်တော့ပါတယ် လာကျွန်တော်တစ်ဖက်ကတော့ Inter Milan နဲ့ Feyenoord ပေါ့နော် Inter Milan အနေနဲ့ဒီနေ့ပုံစံမှာ Feyenoord ကဒါပထမအကြော့မှာအဝေးကမှာ2-0ဆိုတဲ့ရလနဲ့နိုင်ခဲ့တဲ့အခုလက်ရှိမှာအင်ဂွင်းကံပဲ Inzaghi ရဲ့အသင်းကလက်ရှိမှာဒါနောက်တစ်ဆင့်ကိုတက်ဖို့အတွက်တည်ကြတော့နေနေဖြစ်ပါတယ်ဘာမှသိပြီးတော့2-0ပဲ Feyenoord ကလက်ရှိမှာဒါအမြင်နဲ့လို့မစိုးဘူးလို့ပြောလို့ရတဲ့အဆင့်ကလွယ်ပြီးလက်ရှိမှာအများကြီးတက်လာတဲ့အသင်းတော်မဟုတ်ဘူးအဲ့တော့ဒီနေ့ပုံစံမှာဒါ Inter Milan ရဲ့အသင်းကနေပြီးတော့ဒါနောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိရတဲ့မှာပါပါတယ်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တက်မဲ့အသင်းတွေကတည်ကြတော့ရှိရတဲ့အသင်းတွေရှိလို့ဒါကျွန်တော်နောက်ဆုံးချိန်ကြီးစောင့်ကြည့်ရမှာ Liverpool PSG ါဆယ်လိုနာဘန်ဖီကာတို့ကနောက်ဆုံးချိန်ထိစောင့်ကြည့်ရမယ်လို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြပါဘူးဗျ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4E တို့မှာကျင်းလို့ဆိုရင်ပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4E တွေလေးလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနာဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ comment တွေနေဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြပါဗော။အားလုံးကြိုတူပါတယ်ဗျ။ဒီပါဗျ။